ဒီပင်ကရမြတ်စွာဘုရားနောက်ကပါလာတာတန်ခါတသိမ်းပါလာတယ်တန်ခါဘယ်လောက်ပါလဲတပားကို ရှစ်တလှမ်းပဲနင်းအောင်တော့တန်ခါတသိမ်းတက်နေရင်အဲ့ဒီရသေးသေလို့ရတယ်သေနိုင်လားမသေးနိုင်ဘူးလားသေရင်သေပေးစေဇီဝိတဒါနအသက်ပါလှူမယ်ဆိုပြီးတော့အဲ့ဒီမှာဘွဲ့အိုင်နဲ့တခါလဲအလျားမောက်ပြီးတော့ခင်းလာခင်းတော့မှဒီပင်ကရမြတ်စွာဘုရားကသူ့ထိတ်မှရပြီးတော့ အဲ့ဒီမှာဘာလို့တုံးဆိုတော့ဘိတို့ပြေတာတို့တို့ပြောဆိုအဲ့ဒီမှာဖျားဖြစ်ဖို့လို့ဗျာဒိတ်ပေးတာဘာဖြစ်ဖို့လို့ဗျာဒိတ်ပေးတာလဲအဲဖျားဖြစ်ဖို့လို့အဲ့ဒီမှာဗျာဒိတ်ပေးတာဟိုကဖျားစုပန်းတာအဲ့တော့ရမဝတီမြို့ထဲမှာဘာတွေသတင်းတွေပြန်နေတုံးဆိုတော့ဟာသူ့မိသားရသိသူ့မိသားရသိဘွဲ့အိမ်ထဲမှာမောက်ရတို့ကြီးတရားခင်းပေးတယ်တဲ့ဒီပင်ကရာဖျားနဲ့သင်္ဃာတို့တွေကြွလို့တော့ဒီရသိလေးတော့သေတော့မှာပဲ မြတ်စွာဘုရားနဲ့သင်္ဃာတို့တဖြည်းဖြည်းနဲ့ဤလာပြီဤလာပြီအဲ့ဒီလိုပြောနေဆိုနေတဲ့အတန်ကိုဓမ္မရုစိယတာမဏေအလောင်းမေဃတထေးကကြားတယ်ဟာငါတငယ်ချင်းယသိပွဲအိမ်ထဲမှာမောက်ခုံကြီးတယ်ဘုရားနဲ့သင်္ဃာတွေတက်နေရင်တော့သေတော့မှာပဲဆိုပြီးတော့အဲ့ဒါအပြေးကလေးသွားတာဘရေတိုက်တငယ်ချင်းကိုသွားထူမလို့တဲ့ ဘသူကိုသွားထူမှလဲအေးဖယားအလောင်းတော်သူ့မိတာရသိဟာသူနဲ့တငယ်ချင်းတော်တယ်မိကနဲ့ဟာအဲ့ဒါသူအပြေးလေးသွားတဲ့အခါကျတော့မှဖယားအလောင်းတော်ကြီးကလည်းဘွဲအိမ်ထဲမှာအလျားမောက်ထားတာအဲ့ဒီမှာဒီပင်ကရာမြတ်စွာဘုရားရှင်ကိုရောမြတ်ကဘွေးလိုပြေးတဲ့အဲ့ဒီမှာဗျာဒိတ်ပေးတဲ့ပွဲကြီးပေါ့ဗျာသူ့မိတာရသိတဲ့သင်ဟာဒီကနေ့လေးတင်ခြင်းနဲ့ကဘာတသိမ့်ပြည့်တဲ့အခါမှာ ဘုရားဖြစ်မယ်နာမည်ကဂေါရမနာမည်ကဘာတယ်လဲအဲဘုရားရဲ့ဘွဲတော်ကဂေါရမလို့ခေါ်မယ်တင်းရဲ့အဖေက သုတ္တောဒနတင်းရဲ့အမေကမာယာဒေဝီတင်းရဲ့ကျင်ရတော်ကယသောတရာတင်းရဲ့သားတော်ကရာဟုလားတင်းဘုရားဖြစ်တဲ့အခါမှာတင်းရဲ့လဝဲရန်လက်ရရန်ကသာတိပုတ္တရာနဲ့မောကလံဆိုပြီးတော့ အဲ့ဒီမှာဒီပင်ကရာမြတ်စွာဘုရားကဘိလိုပိဒါယဗျာဒိတ်ပေတော့မိခလူလင်ကလက်အိုလေးချီးပြီးတော့သူနားထောင်နေတာဟာငါတငယ်ချင်းကဖယားအလောင်းပဲဟာဖယားအလောင်းပဲဒီကောင်သူကဖယားအဖြစ်နဲ့နိဗ္ဗာန်ကိုဝင်ရင်ငါကယဟန္တာအဖြစ်နဲ့နိဗ္ဗာန်ကိုဝင်အောင်ကြိုးစားမယ် အဲ့ဒီမှာစိတ်ကောင်းဝင်သွားတာဘာဝင်သွားတာလဲစိတ်ကောင်းဝင်သွားပြီးတော့ तू နားထောင်နေတဲ့ငါတငယ်ချင်းကလေးတင်ချင်းနဲ့ကမ္ဘာတသိပ်ပြည့်တဲ့နေကြရင်ဂေါရမဖရားတဲ့ဂေါရမဖရားတဲ့အဲ့ဒါနားတက်ကမထွက်ဘူးအဲ့ဒါနဲ့ဗျာဒိတ်ပေးတဲ့ပွဲကြီးလည်းပြီးလည်းပြီးတော့ဒီပင်ကနာဖရားနဲ့သင်္ဃာတွေကြွားသွားတော့တငယ်ချင်းကိုဘွဲ့အိုင်တွေကနေဆွဲထူတဲ့မိကား ်ငချင်းထထထဆိုဆွဲထူပြီးပခုံးလေးဖက်လို့နေ့စီတဲ့မြောင်ကြီးအဲ့ဒါတခါနဲ့ဘာပြောလဲငချင်းဟာမင်းကဖျားလောင်းกว่าဟုတ်တယ်အခုပဲဗျာဒိတ်ပြီးသွားတာငချင်းမင်းဖျားဖြစ်တဲ့အချိန်မှာငါကလည်းပဲယဟနာဖြစ်နေနိဗ္ဗာန်ကိုဝင်နေတယ်အေးမင်းနိဗ္ဗာန်ကိုဝင်နေဒီလိုနေလို့မရဘူးငါလိုရသေးဝဲငါလိုရသေးဝဲပြီးတော့မင်းငါနဲ့အတူတူလိုက်ပြီးတော့ဓမိကတောင်မှာ တရားနှလုံးကျင့်သုံးပါလားတငယ်ချင်းရဲ့လို့ဘုန်းကြီးတို့ဘုရားလောင်းတော်သူမိတာယသေးကအဲ့ဒီမေဃတထေသားကိုခေါ်တာခေါ်တဲ့အခါကျတော့မှအဲ့ဒီမှာမေဃတထေသားကအေးအဲ့ဒါဆိုရင်ငါလည်းမင်းနဲ့အတူတူလိုက်ပြီးတော့ယသေးဝဲမယ်လို့ဆိုပြီးတော့ပရိသတ်ရေအဲ့ဒါဘုရားအလောင်းနောက်ကိုလိုက်သွားတာလိုက်သွားပြီးတော့ဓမိကတောင်မှာယသေးဝတ်တယ် ဘယ်တောင်မှာယသေးဝဲလဲဓမိကတောင်မှာယသေးဝဲတော့ဓမိကတောင်ခြေမှာယသေးနှစ်ပါးဖြစ်သွားပြီယသေးဘယ်နှပါးလဲသူမေတာယသေးနဲ့မေခယသေးဘာယသေးနဲ့ဘာယသေးအာသူမေတာယသေးကအရှိဘက်ကအကြောင်းလေးနဲ့မေခယသေးကလည်းအနောက်ဘက်ကအကြောင်းလေးနဲ့တပားအကြောင်းလေးတွေ တရားနှလုံးကျင့်သုံးနေတာနှစ်ပေါင်းများစွာနောက်တော့ဘုရားတို့ပြေသရေယသိတဘာထက်ရောက်လာတယ်တဲ့ဒီယသိကရိုးရိုးယသိမဟုတ်ဘူးဘုရားတို့ပြေယသိအတုယသိအစစ်မဟုတ်ဘူးတရားတရားနဲ့ယသိဝင်လာတာမဟုတ်ဘူးဒီယသိဟာဘာအကြံနဲ့လာတာတော့ဆိုရင်မေဃယသိဟာတထေးသားမှန်သူသိတယ် ယတိဝိလာတာကသူမိတာနဲ့မိကယတိဝိလာတာကဝိလာဘုံချင်းမတူဘူးပေတဲ့ဘုရားလောင်းတော်သူမိတာယတိကရှိတဲ့စီးပွားဥစ္စာတွေအကုန်လုံးစွန့်ပြီးမှယတိဝိလာတာမိကလူလင်ကယတိဝိလာတဲ့နေရာမှာရှိတဲ့စီးပွားတွေမစွန့်ဘူးထားပစ်ခဲ့တာနောက်ပိုင်းမှာဆိုတော့အမေနဲ့အဖေနဲ့နှစ်ယောက်ရှိတယ်တားလေးကဒီတယောက်တည်းမိကတယောက်တည်း ဆိုတော့မှအဖိုးကြီးဝိုင်းကြီးတွေကဒုက္ခတွေရောက်နေပြီသားကရသေးဝတ်သွားတော့ရှိတဲ့စီဝါဥစ္စာတွေကအများကြီးကြံနေသေးတယ်အဲ့တော့ဘယ်လိုလုပ်တုံးလို့ဆိုတဲ့အခါကျတော့ခုနတုန်းကရောက်လာတဲ့ရသေးကရသေးအတုလူယုံမှဒီကောင်ကဒီမေဃကိုရသေးဘဝကနေပြန်ပြီးတော့ထွက်သွားအောင်သွေးဆောင်ပြီးတော့ပြန်ခေါ်သွားမယ်ပြန်ခေါ်သွားပြီးတော့ရှိတဲ့စီဝါဥစ္စာတွေကိုတောက်မယ်စားမယ်သုံးမယ်ဖြုံးမယ်ဒီစိတ်ဓာတ်မျိုးနဲ့ ရောက်လာတာပရိသတ်ရဲ့အဲ့ဒီလိုရောက်လာပြီးတော့မသိဘူးပေါ့လေယသိအသိရောက်လာတယ်ဆိုတော့လည်းပဲတို့တို့လိုတရားနှလုံးကျင့်သုံးမဲ့ပုဂ္ဂိုလ်ထင်ပြီးတော့ဘုန်းကြီးတို့ပရိသတ်ရဲ့အဲ့ဒီမှာမေဃယသိကနောက်ရောက်လာတဲ့ယသိကိုသွားသွားပြီးတော့စကားသွားသွားပြောတယ်သူကယသိလေးလိုတာရှိရင်ပြောယသိ၃ပါးဖြစ်သွားပြီယသိဘယ်နှပါးလဲဖယားအလောင်းတော်သူမိတာအเจ้าကအစုံဆုံးက မိကเจ้าကအလေကောင်ကနောက်ရောက်လာတဲ့ယသိအတုလူယုံမှာယသိကအဆုံဆုံးเจ้าကအဲ့ဒါเจ้าကုကုပြီးတော့သံဃာသားသားပြောတယ်ကိုတရားကိုအာမထုတ်ဘူးဖယားလောင်းတော့ယသိကတော့သူတရားသူအာထုံနေတာအဲ့ဒါကြောင့်ဘုန်းကြီးတို့ရိဒ္ဓါတွေမှာပြောတဲ့စကားရှိပါတယ်တယောက်တည်းနေရင်တရားတဲ့တယောက်တည်းနေရင်နှစ်ယောက်နေရင်စကားတဲ့နှစ်ယောက်နေရင်ဗါတယ်လေအဲ့ဒါစကားတွေများ တရားအထုတ်ချိန်ကြီးညော့သွားတာညော့သွားတဲ့အခါကျတော့ဟိုလူယုံမာကဘုန်းကြီးတို့ပြည်တိုင်းလောဘစိတ်နဲ့လာတာ